အများကြီးသတ်မှတ်ထားမျိုးတော့မရှိဘူးဟိုအစရေအိမ်တော်ပြုဖို့အစီအစဉ်လည်းအရန်ကြီးတော့မျောလင့်ထားမျိုးမရှိဘူးအိမ်တော်တစ်ခုဟာကံမော်လည်းအများကြီးမူတည်ရဲ့ဒါပေမဲ့အဲကံဆိုလို့ကံမော်အလုံးစုံမူတည်ရလည်းမဟုတ်ကိုယ့်ရဲ့ရွေးချယ်မှုပေါ်လည်းမူတည်ရဲ့ဟိုလင်ညာတက်တက်ယောက်ျားဖောက်ပြန်တက်တက်ယောက်ျားဆိုရင်လူမตายရတဲ့အိမ်တော်တစ်ခုဖြစ်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီလိုလူမျိုးတွေမဟုတ်တဲ့ယောက်ျားမျိုးကိုစိတ်လုံခြုံမှုရရတယ်တေကြတာသစ္စာလုံးဝမဖောက်ဘူး ယူလိုချင်ယူသွားနင်းစနိုက်ကြော်ချင်လာယူသွားစမ်းမှာရရင်ဆိုရဲယုံကြည်မှုမျိုးပေးနိုင်တဲ့အဲအမျိုးသားတစ်ယောက်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့စကားလည်းအကုန်မပြောရဲယောက်ျားရေဆိုတော့လေးတည်ရမှာဒါပေမဲ့ထားပါတော့အဲ့လိုမျိုးလေးယုံကြည်ရတယ်ဆိုတာကိုယုံကြည်ရလားမယုံကြည်ရဘူးလားဆိုတာကိုလူရဲ့စိတ်ကိုကိုကိုယ်တိုင်မိခလေးတိုင်ခံစားမိရယ်မျိုးသမီးပေါ်မှာရောနောက်မွေးလာမယ့်ကလေးတို့ကိုတော့မစင်းစားသူတို့ကစင်းစားရယ်ဆိုတော့အဲ့လိုမျိုးသားဆွဲခါကြတော့ ဟာ yes ပေါ့ဟာ yeah yes ဆိုခါကြအင်အပေးစားတဲ့သူနဲ့လည်းမြူချင်ဦးကိုမချစ်တဲ့သူနဲ့လည်းမြူချင်ဦးအဲ့လိုချစ်ကိုချစ်ပြီးတော့ကိုဘောဖောက်ပြန်တဲ့အဲ့လိုမျိုးဒရေမကောင်းတဲ့ယောက်ျားရဲ့နဲ့လည်းအဆင်မပြေပြန်ဘူးအဲ့တော့အုံနောက်ကနှလုံးသားနဲ့အဆင်ပြေမဲ့သူမျိုးလို့ချင်တာအဲ့ဒါရွေးချယ်ရွေးချယ်ရင်လည်းအချိန်ညံ့တယ်ဟို29လောက်မှအိမ်တော်ပြုမယ်စဉ်းစားထားမိမယ်လဲ29လောက်ဖြစ်သွားပေါ့ဟုတ်